မင်္ဂလာပါဗျကိုခိုင်း Chelsea TV ကနေအပြောင်းအကျဉ်တော်များအားလုံးကိုကြိုဆိုပါရစေ Chelsea နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေကိုတီးတန့်သုံးသပ်ဆွေးနွေးပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်ပထမဦးသွင်းခြင်းတဲ့သတင်းကတော့ဇန်နဝါရီမှာ main ဦးကိုကဲလက်မဲ့ Chelsea ဆိုတဲ့သတင်းဖြစ်ပါတယ်မူရင်းသတင်း source ကတော့ Simon Phillips ပါ Chelsea တင်းဟာ ီနေ့ရာဒီမှာပေါ်တော့ခွနဲပါနေတဲ့အသက်20အရွယ်ယူနိုက်တက်ရဲ့အင်္ဂလန်ကွင်းလယ်ကစားသမားကိုဘီမိန်းနူးကိုလာမဲ့ဇန်နဝါရီကာလမှာယူနိုက်တက်အသင်းစီကိုကမ်းလှမ်းမှုတစ်ခု ပြုလုပ်သွားဖို့ရှိနေတယ်လို့သိရပါတယ်။ဒါ့အပြင်ချယ်ဆီအသင်းကတစ်ဖက်မှာလည်းယူနိုက်တက်အသင်းကိုကိုဘီမိန်းနူးနဲ့ပတ်သက်ပြီးတရားဝင်မကမ်းလှမ်းရသေးပေမဲ့အေဂျင့်ဖြစ်တဲ့သူနဲ့တော့ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။အမေနူးနဲ့ချယ်ဆီသတင်းတွေကတော့အခုမှကြားရတာမဟုတ်ပါဘူး။ပြီးခဲ့တဲ့ဘောလုံးရာသီဇန်နဝါရီပြောင်းရွှေ့ကာလမှာတည်းက ကနာချောမိန်းနူရောနှစ်ယောက်လုံးတရင်ထွက်ခဲ့တာပါအဲ့ဒီအချိန်တုန်းကမဖြစ်နိုင်ဘူးလို့ပြောတဲ့သူများလိမ့်မယ်မိန်းနူရောယူနိုက်တက်ရဲ့ treasure ပဲကနာချောကလည်း not for sale ကစားသမားယူနိုက်တက်အသင်းပရိသတ်တွေကလည်းဒီကစားသမားတွေရောင်းရမှာမဟုတ်အဲ Chelsea အသင်းပရိသတ်တွေကလည်းဒီကစားသမားတွေကိုခေါ်ယူဖို့ဆိုတာမလိုဘူးမဖြစ်နိုင်ပါဘူးလို့တွေးကောင်းတွေးရလိမ့်မယ်ဒါပေမဲ့ဘောလုံးအပြောင်းရွှေ့မှာမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးအမြဲတမ်းရန်သူအမြဲတမ်းမိတ်ဆွေဆိုတာမမြင်ဘူးပါဘူး အနည်းနဲ့များတော့ကလပ်သင်းနှစ်သင်းဟာကွင်းတွင်းမှာပြိုင်ဆိုင်မှုပြင်းထန်ရမယ်ကွင်းပြင်ပမှာအလိုအကျိုးစီးပွားအရာလဝါချင်းရိုက်တဲ့ပုံစံမျိုးတွေလည်းအများကြီးရှိပါတယ်ဆော့ပြောချင်တာဒီနှစ်မှာအလီဂျန်နိုဂါနာချိုခေါ်ယူသွားခဲ့တဲ့ဖြစ်ရပ်ကိုကြည့်ကြည့်မဖြစ်နိုင်ဘူးဆိုတာလုံးဝမရှိဘူးဆိုတာပြတ်သားသွားလိုက်တာပဲဖြစ်ပါတယ်အဲ့တို့ကြောင့်ကိုဘီမိန်းနူးတီလည်းချယ်ဆီအသင်းကိုတကယ်ကမ်းလှမ်းမယ်ဆိုရင်မရောက်နိုင်ဘူးလို့ယတိပြက်ပြောလို့မရဘူး လက်ရှိအချိန်မှာ United ဘက်က main new အတွက်ဘာတွေလုပ်နေလဲ United နဲ့ main new ဘလို့ပြဿနာတွေဖြစ်နေလဲအဲ့ဒီအပိုင်းလေးကျွန်တော်ဆက်သွင်းနေပါမယ်အဓိကပြဿနာက United နဲ့ main new လို့ပြောလို့မရဘူး main new နဲ့ Hubin Amorin လို့ပြောရမှာပါ Hubin Amorin က main new ကိုသဘောမကျဘူးကျွန်တော်တင်တော့ playing style တက် main new ရဲ့ mentality လို့ထင်တယ်ဗျ main new ကလည်းအင်္ဂလန်သား PP လူငယ် PP ခြေသွမ်းပိုင်းကဒီလောက်ဆိုရင်သူတို့ကလောက်ခပမာဏကိုဒီလောက်တောင်းကျင်ကြတဲ့ပုံစံမျိုးတော့ရှိတယ်ဒါလည်းသူ့ရဲ့ အရင်ကတည်းကအကျင့်စရိုက်လားဒါမှမဟုတ်ယူနိုက်တက်အသင်းကတောက်လျှောက်အဲ့လိုကစားသမားတွေကိုလောက်ခအများကြီးပေးနေတဲ့အတွက်ဖြစ်သွားတဲ့စိတ်တပိုင်းလားတော့မင်းနူးကိုယ်တိုင်ပဲသိနိုင်မယ်အခုဆိုရင်မင်းနူးကလူငယ်ကစားသမားတယောက်ရနေတယ်လောက်ခပမာဏတစ်ပတ်ပေါင်း2000ခွဲပဲရတယ်မင်းနူးတိုးတောင်းထားတဲ့အမောက်ပမာဏဒီပေါင်သိန်းချီတယ်အဲ့တော့အစအရင်ကွာသွားတယ်ယူနိုက်တက်တို့အနေနဲ့မင်းနူးကိုပေးချင်တော့မှ ပေါင်တောင်းကနန်တိန်ကနန်ပတ်ချာလဲတဝိုင်လေးပဲပေးမှာပေါ့နော်မင်းတို့ကအထက်မကပိုလိုဂျင်တဲ့အတွက်ကြောင့်2029မှာစာချုပ်တဒန်းကုန်ပေမဲ့လက်ရှိအချိန်ထိစာအုပ်တဒန်းတို့ဖို့ဆွေးနွေးနေလို့မရသေးတာပါခြေသွန်းကတော့တကယ်ရှိတဲ့ချာတိတ်အဲ့ဒါကတော့ညင်းလို့မရဘူးဒါပေမဲ့ဟူဘင်အမော်ရီကခြေသွန်းပိုင်းတိုးတက်ဖို့ထက်စူးစမ်းအားထုတ်မှုပြုဖို့ထက်လောက်ကပမာဏဆွေးနွေးညီနိုင်ရေးတွေပဲအာယုံစိုက်နေတယ်ဆိုတဲ့သဘောတရားမျိုးနဲ့သူကတိတ်မကြိုက်ဘူးနဲ့တူပါတယ်အဲ့ဒါကြောင့် United ရဲ့ကွင်းလယ်မှာ ပြုပြင်ပြောင်းလဲပြင်ဆင်မှုတွေအများကြီးထပ်လုပ်ဖို့ရှိတယ်။ Ilio Anderson လိုမျိုးနီးပြအမိန့်နာခံတဲ့ကစားသမားအကျိုးသားအားထုတ်မှုပြည့်တဲ့ကစားသမားကိုဇန်နဝါရီပြောင်းရွှေ့ကာလမှာခေါ်ဖို့အတွက်သူတို့ကြိုးစားနေတယ်။လာမယ့်နွေရာသီပြောင်းရွှေ့ကာလမှာလည်းဘလီဘာကိုခေါ်ဖို့ကြိုးစားနေတဲ့အခါမှာမင်းတို့ရဲ့အနာဂတ်ကတော့တိတ်မသေးချာမီးရာပုံစံမျိုးတော့ဖြစ်လာတယ်။ဒီချိန်မှာအဓိက ဆုံးဖြတ်ရမှာယူနိုက်တက်အသင်းရဲ့တာဝန်ရှိတဲ့သူတွေပဲမင်းတို့ကိုအသင်းမှာဆက်ထားမယ်ဆိုရင်ဟူပေအမော်ရင်ရဲ့စိတ်ကြိုက်ဖြစ်ချင်မှာတော့ဖြစ်လိမ့်မယ်လောက်ခပမာဏတွေအများကြီးတိုးပေးရဖို့တော့ရှိနေတယ်ဒါကယူနိုက်တက်ရဲ့မင်းတို့ရဲ့ဖြစ်နေတဲ့ပြဿနာကြုံတွေ့နေရတဲ့အပိုင်းကိုကျွန်တော်ဆွေးနွေးခဲ့တာပါအဲ့တော့ချယ်လ်စီကရောမင်းတို့ကိုခေါ်တင်သလားဆိုရင်အတင်းတဲ့တဲ့င်းကိုပြောင်းသွားရင်တော့သူဒီလိုဂလန်ကဆန်လှုပ်ချင်မှတော့လှုပ်ရဲလိမ့်မယ်ပေါ့နော်ချယ်ဆီအနေနဲ့ယူနိုက်တက်မှာရနေတဲ့တပတ်ပေါင်း1000ခွက်တဲ့ပိုတဲ့လောက်ခပမာဏကတော့တေချာပေါက်ပေးလိမ့်မယ် အနည်းဆုံးတော့အပေါင်၈တောင်းတသိန်းရတော့ပြေးမလွတ်ဘူးအဲ့တို့ကြောင့်အလောက်ခပမာဏပိုရလာမယ်သူ့ရဲ့မင်းနုရဲ့အသင်းပေါ်ဟောင်းအလီဂျန်နိုဂနာချိုလည်းဒါချယ်ဆီသင်းမှာရှိနေတယ်အင်္ဂလန်ကစားသမားရဲ့အများအပြားလဲချယ်ဆီသင်းမှာရှိနေတဲ့အခါကျတော့ချယ်ဆီသင်းကမင်းနူးအတွက်ရွေးချယ်ခြင်းစရာအတင်းတင်းပုံစံမျိုးလဲဖြစ်နေတယ်။ဒါပေမဲ့ပြဿနာချယ်ဆီသင်းရဲ့ကွင်းလယ်ပိုင်းမှာလဲမင်းနူးကနေရာရဖို့မလွယ်ဘူးဗျ။ဘာကြောင့်လဲဆိုတော့ Moises Caicedo နဲ့ Enzo Fernandez ကိုကြော်ပြီးနေရာပေးဖို့ဆိုတာ Enzo Maresca အတွက်မဖြစ်နိုင်တယ်လို့တခြားသော ကစားသမားတွေဖြစ်တဲ့ဘိုနာနိုဒီပေါ့နော်ဒါအပြက်ခေါ်မာလာဒါမို့ရင်အန်ဒရေးဆန်တိုစ်တို့လာဗီယာတို့စတဲ့ကစားသမားတွေလည်းရှိနေတဲ့အတွက်ကြောင့်မင်းတို့ကိုတကယ်လက်တွေ့မှာခုံရွေးရလဲထင်သလောက်မလိုပြန်ဘူးလို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့စောင့်ကြည့်ရမယ်အပြောင်းရွှေ့သတင်းတပုတ်လို့ပဲမှတ်ယူလိုက်ရအောင်ခင်ဗျ ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးမွေးကစားခြင်းနဲ့ဆိုရင်စီနီယာတော့ချက်စီမှာမောင်း96အိုင်ဘက်ခွန်ရှိကို93မစ်စတိုကိုမမတဲ့ယူနစ်ဖြစ်အပူစုကြီးတွေနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ်39 893180မှာဆက်သွယ်ဆောင်တဲ့မိမြန်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ဆုံးဆွေးနွေးခြင်းနဲ့သတင်းကတော့ Nicholas Jackson နဲ့ပတ်သက်တဲ့သတင်းပေါ့နော်ပေါ်ပြထားတဲ့သတင်းရင်းမြစ်ကတော့ Florian Plettenberg ကဖြစ်ပါတယ်။ Chelsea သင်းရဲ့ Senegal တိုက်စစ်မှု Nicholas Jackson က ဘိုင်မြင့်မှာတရာသည့်အငားကစားဖို့သူစံနာမရှိဘူးဇန်နဝါရီပြောင်းရွှေ့ကာလရောက်ရင်အပြည့်အသက်ပြောင်းရွှေ့လို့ရတဲ့အသင်းတင်းတင်းကိုပြောင်းရွှေ့ခြင်းနေတယ်လို့ဖော်ပြထားတာပါအဲတော့ဟိုနက်ကလက်ဂျက်ဆင်ကလည်းဒုတိယရိုမီလူလူကာကိုမဖြစ်လာဖို့ပဲကျွန်တော်မျှော်လင့်နေပေါ့နော်ချယ်ဆီမှာလည်းအဲ့လိုကစားသမားတွေအများကြီးရှိခဲ့ဘူးလေဗျာဟိုမြမဥကောင်းကြီးတွေပေါ့ရောင်းထုတ်လို့လည်းမရအသင်းမှာလည်းထားလို့မရပဲကြောင်ပြောက်သွားတဲ့ရှေ့က အစင်လာတွေမြင်ခဲ့မှုတဲ့အခါကျတော့ကျွန်တော်ကထပ်ပြီးတော့မဖြစ်စေချင်တော့ဘူးဒါပေမဲ့ necklace ချက်စင်ကအဲ့ဒီပုံစံတန်မျိုးသွားဖြစ်နေတယ်ချက်သီးသင်းကိုပြန်ထားမယ်ဆိုရင်လည်း necklace ချက်စင်ရဲ့ mentality ဘိုင်းကဘာဖြစ်သွားမှန်းမသိဘူးကြိုးစားအားထုတ်မှုအပြည့်နဲ့ကစားပေးတယ်ဆိုတော့ညာလေမနီသင့်တဲ့ဖြစ်ရတွေမှာဒါနီးပြစိတ်ကြိုက်မဖြစ်စေတဲ့လုံရက်မျိုးတွေဗျာဒါအပြင်တူးတဲ့ခွဲထွက်နေပြီးတော့ဆော့တဲ့ကစားပုံကလည်းတိတ်ပြီးအဆင်မပြေဘူးပြောပြောဆိုဆို necklace ချက်စင် chelsea မှာ တွဲလို့ရတာတယောက်ပဲရှိတယ်ကိုပမှာပဲရှိတယ်ကျန်တဲ့ player တွေအားလုံးက Jackson နဲ့တွဲလို့မရအောင်အခု Lian Dilab လည်းရှိတယ် JP လည်းရှိနေတဲ့အခါ Jackson ကတတိယဦးသားပေးပုံစံမျိုးဖြစ်သွားတယ်ဒုတိယဦးသားပေးဆိုရင်တော့မှဗျာ Lian Dilab နဲ့စင်ပြိုင်နေရတဲ့အခါ Chelsea ကလည်းပြန်ခေါ်ဖို့ကမတည်ကြတော့ဘူး Bayern Munich ကလည်းစကားအမျိုးမျိုးပြောတယ်နောက်ဆုံး Bayern Munich ကလည်း Nicolas Jackson ကိုခေါ်မှာမဟုတ်ဘူး Jackson နဲ့ပူကောင်းတဲ့ကစားသမားတော့ပဲသူတို့ခေါ်မှာအခုတရားသီးသာအငားကြီးကိုအများကြီးပေးထားတဲ့အတွက်ကြောင့်သူတို့ခုတာခံတာရှိတယ်ခေါ်လဲရတယ်မခေါ်လဲရတယ်ဗျာအဲ့ဒါကြောင့် Nicolas Jackson အနေနဲ့ ဘလို့ပုံစံမျိုးနောက်အသင်းတစ်သင်းကိုပြောင်းမလဲပဲကျွန်တော်စောင့်ကြည့်ရမှာပါခင်ဗျာ Chelsea ကတော့ဒီ Jason ကိစ္စအတွက်ပို့ပြီးအလုပ်ရှုပ်မဲ့သဘောမျိုးတော့ရှိနေပါတယ်